င်းကြီးမင်္ဂလာပါဟုတ်မင်္ဂလာပါဗျာဘုန်းကြီးဒီကားထဲမှာဘယ်လိုဇက်ကောင်နဲ့ဘယ်လိုလေးသေးုပ်ဆောင်တာဒါလေးပြန်ပြော ပြပြပါနော်အဲဒီဒီဇက်ကားထဲမှာဆိုလည်းပဲကာလိုက်တာလောက်ွက်ရရလေးနဲ့နေရာလေးမှာဝင်းသေးုပ်ဆောင်ထားပါတယ်အဲရည်လဲရည်ရမယ်ပေါ့ပြီးတော့ဇလန်းအချင်းပြောင်းလေးနဲ့လည်းနည်းနည်းဝင်းနေစရာလေးလည်းပါမယ်ကောင်းလည်းကောင်းပါဟုတ်ဘုန်းကြီးဇက် ကောင်နာမည်ကဆက်ဇက်ကောင်ကကျွန်တော်ဒီမိသားစုညီကောင်မတော်လေးယောက်ထဲမှာကျွန်တော်ကပေါ့ဟိုပါပေါ့နို့ညာပေါ့ကျွန်တော်အောင်မှာညီမလေးပဲရှိတော့တယ်ကျွန်တော်နို့ညာအဲအိုက်ကလိုက်တာလေးပေါ့ဟုတ်ဟုတ်လား အဲ့တော့အင်္ဂလိပ်စာအရန်စိတ်ဝင်စားပြီးတော့နိုင်ငံသားကိုသွားခြင်းနဲ့အဲလူငယ်တယောက်လူလောက်ခတ်ကြတာအဓိကတော့ပထမဆုံးကျွန်တော်တို့ဇန်ညွန်လေးကိုဖတ်လိုက်ပြီးဆိုတဲ့ဟိုကကျွန်တော်တို့ရှိရလူတွေတင်ထားဆိုတော့ဒီတိုင်းလေးပဲကျွန်တော်ကာရိုက်တာကိုမူးသွင်းလိုက်တယ်ဒီဇန်ဝင်ကန်ထဲမှာကျွန်တော်ကဒီကာရိုက်တာဆိုဒီကာရိုက်တာအတိုင်းပဲကျွန်တော်အဓိကလေးကိုတော့တိုင်လော့တွေဘာတွေကတော့ကျွန်တော်ကြိုချက်ထားတာဘာညာတော့မရှိဘူးပေါ့ဒီဇန်ဝင်ကန်ပေါ်မူးတီးပြီးတော့ကျွန်တော်တို့ဟိုကြမှာတုပ်ဆောင်လာဒါပေမဲ့တော့ကာရိုက်တာတစ်ခုကိုပဲအရင်ဆုံးခေါင်းနဲ့ထည့်ထားပြီးလောက်တာပေါ့ဟုတ် เนาะ use skill ကိုပြီးတော့ဟိုအင်္ဂလိပ်ဆောင်ဝင်စိတ်ဝင်စားတဲ့တယောက်ပေါ့နော်ပြီးထားတာနဲ့ပို့တက်ထားတာနဲ့ဘယ်ပိုင်းလုံးနေလဲဘယ်လိုပေါင်းစပ်ပြီးလုပ်ခဲ့တာအဓိကတော့ဒီတန်းမှာပြောတဲ့စကားလုံးတွေတော်တော်များများကျွန်တော်တို့ခမစားရေးတော့စကားလုံးတော်တော်များများပါပဲအင်္ဂလိပ်စာတော့ဒါပေမဲ့ကျွန်တော်ကဟိုမသိတဲ့သူတယောက်အနေနဲ့ကျွန်တော်ကလွဲပြောရတော့မှလေလွဲပြောရမှဖြစ်တဲ့အတွက်ကိုကျွန်တော်ကဒီဒါရိုက်တာကိုသားညီကိုကျွန်တော် မေးမေးတယ်အကိုကကျွန်တော်ညီလေးဒီသာဒီသာတော့ဒီလိုလေးလေးသိန်းလေးနဲ့ပြော ဆိုတော့တော်တော်များများလေးဖွင့်ပေးပါလေအဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဖရိန်ထဲမှာဝင်အောင်ကြိုးစားပြီးလိုက်လုပ်ပေးတာပေါ့ဟုတ် MD ကတော့ MD MD ဒါမျိုးလုပ်ခဲ့တာဟုတ်တယ်အဲ့ဒါတွေကတော့ကျွန်တော်ပေါ့ကိုကွန့်ကိုကြိုးစားကြည့်တာပေါ့ကျွန်တော်တို့တော်တော်များများကဟိုတခါမှအဲ့လိုမခေါ်ကြဘူးလေဟိုသူဘာသာအားလေးရှာလေးနဲ့ MD လို့ဘယ်လိုမှမခေါ်ကြဘူးလေအဲ့ဒါလေးတွေကြတော့ကျွန်တော်ဒါလုတ်ခွင့်ပေးတာပေါ့အဲကျွန်တော်လုတ်တာလေးတွေကလည်းအစင်ပြေတဲ့ခါကျဒီဒါရိုက်တာတွေအခြားအဲပတ်ဝန်းကျင်အမှုပညာရှင်တွေကကျွန်တော်ဒီလိုလွှတ်ထားပေးတာပေါ့ ဒီစတူဒီယိုဆောင်တဲ့ဘောင်သမား၄ယောက်နဲ့မှတ်ရတယ်ဘာလို့ရှိမလဲအဓိကကဘာလို့ရှိမလဲဆိုတော့အဲ့အဲ့ချိန်မှာဒီကိုဂျိုတို့ဟောထွန်းပလဲတို့ကိုကင်ကြီးတို့ဆိုတော့ကျွန်တော်တခါမှမဆုံးဘူးပါအပြင်မှာလေအပြင်မှာဆိုတော့ဒီလိုမျိုးတိုးဆောင်တခါမှတိုးပြီးတိုးမဆောင်ဘူးတဲ့ခါကျတော့ပထမဆုံးစပြီးတော့ရိုက်တော့လေမမရေကကျွန်တော်တို့အိုက်စကားရိုက်တော့လေအော်ဟုတ်တယ်နေ့ဘက်ပဲကျွန်တော်မိတ်ဆက်စင်းနေရင်ရိုက်တာရိုက်ပြီးတော့ တေချာကိုမောင်နှမလေးယောက်စုံဝမယ်ဆိုတဲ့အဟာကြီးကညဘက်ဆိုင်ရတာမမရကြီးညဘက်ဆိုင်တကပွဲသေးရလဲစက်တန်တွေရလဲဖွင့်ကျွန်တော်ကလည်းညဘက်ကြီးဒီမှာလေးယောက်ရိုက်ကြမှာရိုက်မဲ့ခါကျတော့မမရလေးပေါ့ဟိုကိုကကျတော့လဲသူတို့အားနာလာပေါ့ငါအမြတ်လူလုံလိုက်လို့ရှင်လို့ရှင်သူတို့ငါ့ကိုစိတ်မြန်းဆိုးသွားမလားကျွန်တော်တို့ကျတော့ကျွန်တော်တို့အပြင်မှာလို့လဲလဲ free တွေ free တွေရွေးတဲ့သူတွေလေကျွန်တော်တို့ကပါဝင်တဲ့သူတွေဆိုလဲပါဝင်တဲ့သူတွေအားလုံးကကျွန်တော်ဖွင့်ပေးတာ free တွေဆိုတော့ကကျကျွန်တော်ရုပ်ရှင်မှာကျွန်တော်သဘောတရားတွေကျွန်တော်ရှင်းမှာရိုက်တဲ့ခါကျတိတယ်ရုပ်ရှင်မှာက အကုန်လုံးကျင်တာကြီးဆွတ်လုံးလို့မရဘူးအားလုံးကဘတ်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 နဲ့အညီမြဖြစ်နေရမှာဆိုတော့ဒီအိမ်ထဲဝင်တဲ့ဟာဆိုမမရကျွန်တော်အရက်ကြီးနဲ့ကျွန်တော်တိုးဝင်လို့ရတာပေါ့တိုးဝင်ပြီးကျွန်တော်ကင်မရာဘောင်းလေးကိုကျွန်တော်အဝင်ရောက်အောင် လုပ်လို့ရဒါပေမဲ့ကျွန်တော် နောက်နောက်ဆုံးမှကျွန်တော်နေလိုက်တယ်ဘာလို့အားလုံးတက်ဆိုင်ကျွန်တော် အရက်ကလေးနဲ့နည်းနည်းဟိုပါပြည့်တဲ့ခါကျတော့အော်ရှစ်မှာဒီကိုဂျိုကာတို့ကိုကေဂျီတို့သူကထွန်းပလက်တို့ဆိုတာငါတည်းစီနီယံကြတဲ့သူတွေဒီလူတွေအားလုံးကငါလေးစားအားမဲ့သူတွေဖြစ်တဲ့အတွက်ကိုသူတို့နောက်မှာပဲငါနေမယ်ဆိုတဲ့အတွေးမျိုးရှိတဲ့ခါကျတော့ ကျွန်တော်နောက်မှာနေတဲ့ခါကျအိမ်ထဲကိုကျွန်တော်တကားပေါက်တည်းဝင်တယ်မမတ်ရလေဝင်တဲ့ခါကျတော့ကျွန်တော်မျက်လာမပေါ်ဘူးလေကျွန်တော်အလျှော်ပေးတဲ့ခါကျတော့မပေါ်လည်းမပေါ်အဲ့မှာမမတ်ရပဲဟိုဟာကိုကိုသားညီဆိုရင်ကျွန်တော်မျက်လာမပါလို့ဆိုမရဘူးညီလေးတို့မညာနဲ့မင်းပေါ်မှာလည်းရမှာမင်းမျက်နာဦးကင်မရာမြင်တဲ့အထိထွက်ဆိုရဲအဲ့လိုမျိုးလေးဖြစ်တဲ့ခါကျအိုက်ကနေတညပဲနောက်ရကြကျွန်တော်တို့ညီကုံကတော့၄ရောက်ရိုက်တယ်၄ရောက်ဆုံးဖစ်ဆိုင်ကြကြနဲ့ကျွန်တော်တို့ဘတ်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 နဲ့အဆင်ပြေသွားကြတယ်ဟုတ် အဆင်ပြေသွားကြတယ်လို့ပဲပြောမှာဒီမှာကတော့ကိုကတော့အာထူးထူးခြားခြားလေးဖြစ်အောင်ပေါ့နော်အာဟိုငငငငါသွားကျင်တယ်အညမှာလောက်သွားလို့ချင်တယ်ဒါကိုပုံဖော်ရင်းနဲ့အလားတွေဘာလို့တော့ပြအဓိကတော့ဒီလိုအိုက်စကာစိုက်တော့လည်းပဲကျွန်တော်လေအဲ့ဒီလေးတွေကိုလို့ကျွန်တော်ရဲ့မန်နေဂျာကိုကျွန်တော်ပြောတယ်ကျွန်တဲ့သူတွေအားလုံးကသူတို့ကတော့ပုံမှန်လေးတော့ဝတ်ကြမှာပဲဝတ်တဲ့အခါကျတော့ချိန်တည်တဲ့တကူကငါလို့တော့စွတ်ကြရင်တော့ဝတ်ကြမှာမဟုတ်ဘူးလို့ကျွန်တော်တွေးလိုက်တဲ့တွေးပေါ့ငါ ရှက်စရာလည်းမဟုတ်ဘူးလို့အရင်တော့ငါလက်ဝဲဟာသားလေးတွေရိုက်ပြီးလူတိလာတဲ့ခါကျငါရဲ့ဗလာခွန်အားနဲ့ငါရဲ့ခန္ဓာကိုယ်ကျိုးစားလေအားလုံးတည်ပြီးသားဖြစ်တဲ့အတွက်တမထူးတော့ဘူးလို့စကားတကားလုံးမှာငါ့ကိုဒီဘောင်းမီတိုလေးနဲ့စွကြဲရင်လေးတွေဝဲပေးဆိုပြီးတော့ကျွန်တော်မန်နေဂျာပြောတဲ့အချိန်မှာသူကဝဲတာကွက်တီပဲဇောင်းဝင်ကန်တယ်အမှကျွန်တော်စင်းတွေထပ်တိုးလိုက်တဲ့ခါကျတော့တချို့ဝါးလေးဆိုကျွန်တော်အဲ့ဒီလက်ရှည်တွေဖြစ်လာတာပေါ့နောက်ပိုင်းကျတော့ဟိုဇက်နဲ့များလာတဲ့ဟာမျိုးလေးတွေပေါ့အဲ့ရန်လေးကျေးဇူးတင်ပါတယ်ဒီစကားလေးမှာပါဝင်ခွင့်ရတယ်ဆိုတော့ဟုတ်အေးကြောက်တတ်တယ် ကြောက်တတ်တယ်အဲ့ဒါရိုက်တော့ဆိုကျွန်တော်တို့ဝါပြူတယောက်တည်းမနေရဘူးလေကိုမပါတဲ့နေရာဆိုကျွန်တော်အဲ့အကြောင်းထဲမှာကျွန်တော်ဖုံးကြောင်းထဲမှာရိုက်တာဖြစ်တယ်မနေမနေရဘူးတယောက်တည်းမနေရဘူးကြောက်တတ်တယ်ဘာလို့ဆိုကျွန်တော်စိတ်ထဲမှာခြောက်ချားနေတာလေတကယ်များရှိတာလားမသိဘူးမမရဆိုရင်ဟွာနဲ့အမအီမီဆန်နဲ့ကျွန်တော်ရိုက်တဲ့သူ့ကိုကျွန်တော်လိုက်ချောင်းနေရအဲအဲ့ဒီအရဆိုရင်အကုန်လုံးဘယ်အိုက်တာမှမရှိတော့ဘူးဟာဒါအင်မက်ဆင်းဟုတ်တယ် အဲ့ဒီစင်းဆိုရင်မမရလေအဲ့ဒါအိုက်အိုက်တာအညာအိုက်တာလေးကုန်ပြီးွာကျွန်တော်နှစ်ယောက်တည်းရှိတော့တာကျွန်တော်တို့နှစ်ယောက်နဲ့ရှိလဲကြည့်ရောလူရှင်းနေပြီတော်တော်များများဒီရိုက်ကိုရဲ့ခရုနဲ့ကျွန်တော်တို့အိုက်တာနှစ်ယောက်ပဲရှိတဲ့ခါကျတော့အညာတော့မမရတော်တော်ကြောက်တယ်ပြီးတော့နောက်တစ်ခုကလည်းလိုက်ပြီးတော့ကျွန်တော်ကချောင်းရနေဟာဒီချောင်းကြီးရဲ့ဘေးခြုံတော့တဲ့မှာကျွန်တော်လိုက်ချောင်းတော့ကျွန်တော်နောက်မှာဘယ်သူမှမရှိဘူးကျွန်တော်ကင်မရာတွေဟိုးအဝေးကနေလန့်တဲတဲတာလေဒီခရုတရားဝတ်မှနေပြီကျွန်တော်ကချောင်းကြီးဘေးကနေတောက်တက်နေရတာ ငါ့ကိုမှန်တဲ့အချောင်းမြန်းကြည့်နေတာလားဟိုမှာစိတ်ထင်တာပေါ့အဲ့လိုမျိုးလဲတွေးမိပါတယ်ဟုတ်အဲဆေးရည်တွေနဲ့မဲပွက်ပြီးတော့စားဖို့ခေါ်တဲ့ခါကျဒါလေးကိုခလိုလေးစိတ်ကြီးနဲ့ကိုသားကြီးဖြစ်ကြအောင်လုပ်ပေးရတာအဓိကလို့အဲ့ဒါလေးကိုကျွန်တော်အင်္ဂလိပ်စာဘူယူယူနာကိုတရက်ကိုအင်္ဂလိပ်လိုခေါ်ရမယ်လို့ပြောလိုက်မှကျွန်တော်အရန်ပျော်သွားတာအပေါ်နှလုံးပြပြတာကျွန်တော်လှုပ်ချင်တာကျွန်တော်အဲ့လိုပေါက်ကရလှုပ်ချင်တဲ့လူတယောက်လေအဲ့ဒါမှကျွန်တော်အဲ့ဒီအင်္ဂလိပ်စာကိုကျွန်တော်ဖတ်ကြည့်လိုက်တဲ့ခါကျဒါကငါမပြီးအောင်ဘယ်လိုပြောမလဲ ဒါကိုလွဲလွဲနေတဲ့ပုံစံမျိုးကြည့်တဲ့သူရဲ့နားထဲမှာဒီအင်္ဂလိပ်စာလွဲနေအောင်ငါဘယ်လိုပြောမလဲဆိုပြီးတော့အဲ့စာကိုကျွန်တော်အမှန်နေအလွဲပုံပေါအောင်ကျွန်တော်ပြောပြီးတော့အဲ့လိုမျိုးခေါ်ကြည့်လိုက်တာပေါ့ဟုတ်ကဲ့ခေါ်ခေါ်တာဒီမှာပြန်ပြောရတယ်ဗျာလွဲတက်ပါညာလေအဲဝဲဘာညာပေါ့ဟိုပေါ်သွားမှာဆိုလို့ကြည့်တဲ့အခါကျမကြီးရတော့မှာဆိုလို့နော်အဲအဓိကတော့တော်တော်များများလေးအဆင်ပြေပါတယ်ဒီဇာကားလေးမှာဆိုနော်အဲအားပေးကြပါဦးကျွန်တော်ကြော်ပါလေရိုက်ဖြစ်နေလေဗာလေလုံနေလေလောတဲ့ဗာလေလုံပြစ်လဲဆိုတော့ဒီရက်ထဲမှာကျွန်တော်တို့ ဝိတာတာစိုက်ပျိုးရေးဆေးကုမ္ပဏီကြီးနဲ့ကျွန်တော်တို့ commercial တွေရိုက်ထားတယ်အဲ့ဒါလေးတွေထွက်လာမှာပြီးတော့ကျွန်တော်တို့လာပြီးတော့ကိုယ်တိုင်အပ်ထားတဲ့အဲကြော်ညာတွေနဲ့ဇလန်းတို့တွေကျွန်တော်ရိုက်နေပါတယ်ပြီးတော့အဲဇလန်းတို့တွေလည်းစကားပြောထတာတရှိပါတယ်ဟုတ်ဒီကောင်နဲ့ပတ်သက်ပြီးတော့ဖိတ်ခေါ်ပြပါဦးဘယ်လိုလေးကြည့်ရမလဲဘယ်လိုလေးပို့ဆောင်သားလဲဟုတ်ကဲ့ဒီအိမ်မြောင်ရုပ်ရှင်ကားကြီးကကျွန်တော်တို့တရက်ကားထဲမှာမှအရင်လက်ထူးဆန်းပါတယ်ဘာလို့ဟာတာလဲပါတယ်ဒရမာလေးလဲပါတယ်ဟိုမှာနောက်တစ်ခုကဇက်တစ်ခုကိုအလှည့်ပြောင်းအချင်းပြောင်းလေးနဲ့ ဲလှည့်ပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါလေအဲအကြောင်းမလို့အဲပြိတ္တတွေအားလုံးလာရောက်အားပေးကြပါဦးလို့ကျွန်တော်ရုပ်ချင်းပေကားထက်မှာကြည့်ရင်နေပါတယ်ဆိုတော့အချစ်တော်တွေလည်းကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်၁၄ရက်နေ့မှာယုံယုံတင်တော့မှာပါလို့ဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ